လိုင်းအိတ်ဖုန်းမလားကျွန်တော်မမွေးသေးဘူးမွေးသေးဘူးဘယ်နှခုနဲ့မွေးတာမပြောပါဘူးအဲ့ဒီဒီဖုန်းကဘယ်လိုမြင်လဲပေါ့အဲ့ဒီကောင်းအကောင်းဆုံးရွယ်လို့လည်းမြင်ပါတယ်အဲ့ချင်းနေအဲ့ချင်းနေမှာအဲ့ကြောင့်မလို့ဒီအဲဘယ်လိုပြောမလဲဇန်ညွန်းမှာလည်းဒီဒီဟာကိုတည်ထားတာဘယ်လိုဆိုတာအဲ့ချင်းနေမှာမွေးခဲ့လူရယ်လေအကောင်းဆုံးနေ့ထဲမှာမွေးခဲ့လူလို့ထင်ပါတယ်အကောင်းဆုံးဒီစားခဲ့တာတော့နောင်တနေပေါ့ခုမင်းလေးပြောရင်လမ်းပြောက်ခဲ့တဲ့အချိန်ကဘယ်နဲ့မင်းနဲ့ဆုံးခဲ့တဲ့အချိန်လဲအမိဘနှစ်ပါးလုံးရုပ်ရည်ပွေလွန်သွားတဲ့အချိန်မှာ ကြီးမားဆုံးလမ်းပျောက်တာပေါ့ကျွန်တော်ကျွန်တော်ဘဝတောင်ပင်တစ်ခုပြတ်သွားလို့အဲ့တော့အဲ့ဒီအချိန်တွေမှာပဲသူတို့ဒီအချိန်တွေမှာသာရှိခဲ့ရင်ဘယ်လောက်များကောင်းလဲတော့သူတို့ဘယ်လောက်ထိကျွန်တော်တို့ကျွန်တော်အောင်မြင်မှုပြလို့ရမလဲဆိုတဲ့အားလေးပေါ့အဲ့နောက်တားနေလဲတီအောင်စူးစမ်းပါဖြစ်သွားဘူးကတော့ပထမတစ်ချက်ကတော့ဒီပေါ့ဒရိုက်တာအကူပေါ့သူသူကျွန်တော်ကိုဒီကိုက်တာကျွန်တော်နဲ့အရင်လိုက်ဖက်မယ်ပို့ပြီးတော့ အာကျွန်တော်တွေးထားတယ်ပေါ့တွေးထားတယ်လို့ပြောပြီးတော့မှတလေးစားကျွန်တော်လည်းပြောတယ်ပြီးတော့ရှင်းပြတယ်အဲစိတ်ဝင်စားလာအောင်လည်းပြောတယ်အဲ့တော့ကျတော့နောက်ဆုံးကျွန်တော်ကလက်လျှော့လိုက်ပြီးတော့ကျွန်တော်လည်းဒါစိတ်ဝင်စားပြီးပါခဲ့တယ်ဘယ်နှချိန်လောက်အခုပြောခဲ့တဲ့အချိန်မှာအခုဒါတရုပ်ဆောင်မှုအတွက်ဒါဝင်ဖြစ်သွားတယ်အဲပြောတယ်ဆိုတော့ तू ကတော့အဓိကတော့ online နဲ့ပေါ့ကျွန်တော်ပထမဆုံး online မှာတွေ့ပြီးတော့ online ကနေပြောတယ်ပေါ့ဒီအောင်စိတ်ဝင်စားဖို့ကျွန်တော်ကလည်းအမှန်တိုင်းရှင်းပြတယ်ကျွန်တော်အားနေတဲ့အရာတွေချို့ရည်မာကျွန်တော်ကြောင့်မလို့နှောင့်နေတာဖြစ်မှာဆိုလို့ကျွန်တော်အစင်းစင်းမဖြစ်သေးတဲ့အကြောင်းလည်းကျွန်တော်ပြောတော့ပြောတယ်ဒါပေမဲ့ အဲအကူကလည်းပြောတယ်ဗောကျွန်တော်တို့လည်းလူငယ်တွေအကုန်လုံးစလုံးမဲ့အရာဆိုတော့ဒီကနေပဲကျွန်တော်တို့အတိအခုရလာမှာဗောဗျာအဲ့တော့စ조사ကြည့်ခြင်းလည်းဆိုရင်ဒီနဲ့လုတ်လုတ်လိုက်တာဟုတ်ပဲဘယ်ပိုင်းကဆက်ဆောင်မှုရှိပြရလဲဒီစကားကတော့ဘာဝင်တော့ဘူးတော့ဘူးอืมအမှန်တမ်းပြောရင်တော့ကျွန်တော်ကာရီတာကကျွန်တော်နဲ့အတူပဲကျွန်တော်အပြင်ကာရီတာအတိုင်းပဲပြောချင်တာအဲ့တော့ကျွန်တော်ကတမင်တက်တက်ကြီးကာရီတာတခုကိုဝင်အောင်လို့တေးချာကြီး조사အမဲ့ပုံစံတော့အရင်မပါဘူးပါတဲ့အတွက်ကျွန်တော်တက်ကနည်းနည်းပေါ့ပါမယ်လို့ခံစားလို့ဒီကာရီတာကိုကျွန်တော် ဟုတ်ကြ။အဲမှာဆိုလည်းအစိုးရလည်းအများကြီးပဲ။လုံးဝတစ်ခါမှမတွေ့ဘူးမဲ့သူတွေလည်းအများကြီးပါအဲ့ပုံမှာဒီပုံမှာပြောရှိစိတ်လုံရှားမှုကတော့အပြည့်ပဲပေါ့အပြည့်ပဲဆိုတာအကုန်လုံးကလည်းဒီမှာဘိုင်းလုံးပြန်ရှင်တယ်သူရဲ့အပိုင်းမှာသူဘယ်လိုပြောမလဲအောင်မြင်ရတာလေဒီမှာလူတွေပဲဆိုတဲ့အတွက်ဒါကတော့ကျွန်တော်တို့အဲ့ဒီຢာတွေကိုအကုန်လုံးပေါင်းတိုင်းမှာဒါပေမဲ့တယောက်ချင်းစီမှာအောင်မြင်ရခဲ့ဆိုရင်အားလုံးပေါင်းပြီးလှုပ်လှုပ်တဲ့နေရာမှာအဆင်ပြေဖို့ကကြတော့ဒီရုပ်ရှင်တွေပဲဆက်နေတယ်အဲ့တော့ ားလုံးကိုလည်းမျှော်လင့်ထားပါတယ်။ဘာလို့လဲဆိုကျွန်တော်ကိုလည်းကူညီပေးကြဖို့အားလုံးကိုလည်းပြောထားတယ်။ဒါပေမဲ့ကျွန်တော်အကျန်တဲ့ character တွေတားပြရပါလား။ဘယ်လိုပုံစံလေးပြရပါလဲ။ဒါပြီးတော့အဲကျွန်တော်ကအခုဒီအပြင်ကိုင်တာတိုင်းကျွန်တော်ဘယ်လိုလဲဆိုတော့ဒီဘယ်လိုလဲတချင်းတချင်းနေချစ်တယ်တချင်းနေတချင်းလုံနေတဲ့လူတယောက်ပြီးတော့လူငယ်ဆန်တဲ့လူတယောက်အဲ့လိုမျိုးနေနေတော့ဒီကကစင်းနေပုံမှန်ဆိုနေတာဆိုတာပြူဆောင်တာကကိုယ်နဲ့ဘူးဆိုတော့ဟာဟာဘယ်လိုလဲကျွန်တော်လက်ခံပြတာလဲဒီလို မွေးလင်းလင်းပြောရင်ကျွန်တော်အမြဲလေးပြောခဲ့ပါတယ် professional မဟုတ်ဘူးပေါ့ကျွန်တော်ရဲ့ကျွန်တော်ကကြတော့သချင်းဆိုတာကတော့ professional ပို့ပြီးဖြစ်တယ်ဗျာအဲ့တော့မနိုင်ပြောဒီလောကမှာဒီတရုတ်ဆောင်တရုတ်ဆောင်လောကတွေကိုကြိုးစားနေတဲ့တရုတ်ဆောင်အဖြစ်တွေရောပြီးတော့ရှောင်းလန်းနေလူတွေအများကြီးပဲအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ professional မဟုတ်ဘူးဆိုပေမဲ့ဒီနေရာကိုသူတို့နဲ့ပူဖိုက်တယ်အမှန်တမ်းပြောရင်သူတို့နဲ့ ကျိုးသားလူတွေနဲ့တော့ပူထိုက်တယ်ဒါပေမဲ့အဲကျွန်တော်တို့လုံလိုက်လုံလို့ရတဲ့အခွင့်အရေးတခုရတဲ့အချိန်မှာကျွန်တော်ကအဲတခြားအရာတွေလည်းမထိခိုက်ဘဲနဲ့ဒီအရာလေးပေါ်မှာကျိုးသားကြည့်ချင်းအဲလိုမျိုးစိတ်ကြောက်မယ်လုပ်ခဲ့ professional မဟုတ်တဲ့အတွက်အများကြီးလေ့လာရအောင်မယ်အများကြီးလည်းတင်ယူအောင်မယ်ပေါ့ဘယ်လိုမျိုးကိစ္စလဲရှိတယ်။အဲဒီ post ဆိုတော့ fashion လေးတွေကတော့ home market ကိုသွားမယ်လို့ပြောတယ်။အဲ့ဒီဘက်ကဘယ်လိုလေးပြင်ဆင်ထားလဲ။အဲ့ဒါကျတော့အဲ့ဒါ surprise ပေါ့။အဓိကဇာတ်ကားနာမည် ဇာကနာမည်ကစိတ်ဝင်စားဖို့ကောင်းတဲ့အရာလေးပဲဖြစ်နေပါဘူး။ဒါပေမဲ့အထဲမှာပါမယ့်အကြောင်းအရာကလည်းဒီဇာကနဲ့ဒီနာမည်လေးနဲ့ဆက်ဆက်နေတယ်ဆိုတော့ကြည့်လိုက်မှပဲတည်ကြမှာကျွန်တော်ရရင်တော့ရရင်ကျွန်တော်စဉ်းစားအောင်နိုင်နေဖို့ပါပို့တက်ဘလောက်ရှိရဘိုးရောဝင်နိုင်နေဖို့မလားကျွန်တော်မမွေးသေးဘူးမွေးသေးဘူးတစ်ခုနဲ့မွေးရမပြောပါဘူးအဲ့ဒီဖို့ကဘယ်လိုမြင်လဲပေါ့အဲ့ဒီကောင်းအကောင်းဆုံးရွယ်လို့လည်းမြင်ပါတယ်အဲ့ဒီအချိန်လေးအဲ့ဒီအချိန်လေးမှာအဲ့ဒါကြောင့်မလို့ဒီ အဲဘယ်လိုပြောမလဲဇန်ညုံးမှာလဲဒီဒီအရောက်တည်ထားတာဘယ်လိုဆိုတော့အဲ့ဒီအချိန်မှာမွေးခဲ့တဲ့လူရယ်အကောင်းဆုံးနေ့ထဲမှာမွေးရတဲ့လူထင်ပါတယ်ကျတော့ကိုတေးဥဆောင်တာကိုတော့ဖမဆောင်ဖြစ်မလားအဲ့ဒီအတွက်ကတော့အပူကျူတင်ပြင်ဆင်မှုဆိုရင်ရောဘာလေးတွေရှိအောင်လဲကျူတင်ပြင်ဆင်မှုကတော့အမှန်တမ်းပြောရင်တော့တေးဥဆောင်တာနဲ့ပတ်သက်ပြီးကျူတင်ပြင်ဆင်မှုကတော့လုံနေစေလုံနေစေပဲရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးပေါ့ရွှေရှင်တကားကိုဘယ်လိုရိုက်ကူးကြလဲရွှေရှင်တကားရဲ့အားစိုက်ထုံးမှုကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော် ီဒီစကြာကြီးလေးလာထားပါပြီးတော့ကျွန်တော် claim တင်တန်းလေးတက်ထားတယ်တက်ထားတော့တိူးဆောင်ဘက်မှာတော့ကျွန်တော်လေးလာဖို့ငိုင်းလို့ဒီအဲ့တော့ဒါ90ဘုံဒီအားလုံးကအခုချိန်မှာဆိုလို့ရှိရင်ဒါတနေ့ဆို claim ပဲရနေပြီဘာညာအဲ claim မှာလည်းတွေ့ရင်ညာကိုယ့်ရဲ့90ဘုံကဘယ်လိုလေးဖြစ်နေမလဲပြောပြပါဘလူးဘလူးဘလူးအနိုင်ရီဘုံနေဆိုလို့ရှိရင်ဒါကိုတူကလေးပဲရနေပြီဆိုပြီးဟာသားနေနဲ့တင်ကြရခုရောဟိုကဘလူးလေးရှိနေပြီအမ်ဆန်ကိုသူတို့ယူလို့ပေါ်ရတယ်ဟုတ်တယ်မယူမရဘူးလေသူတို့စောစီးယူရင်တော့ရမှာ နိုင်ငံခုเนี่ยပြောစရာတော့များခဲ့ရတော့ဟောမှာ lifestyle ကမတရားဘူးเนาะကိုယ်ကဘယ်လိုလိုဖြတ်တန်းခဲ့တဲ့အပိုင်းလေးရှိတယ်နိုင်ငံဘောဆိုကျွန်တော်ဖြတ်တန်းခဲ့တဲ့အပိုင်းတော့ဒူးလိုက်လိမ့်လိုက်တခါမွေးလိုက်ဆင်းရဲလိုက်လို့အဆန့်လေးဆင်းပြီလာလိုက်လူပညာလေးလှုပ်လိုက်ဒီလိုနဲ့ပဲနောက်ဆုံးကိုယ့်ရဲ့ဘယ်လိုပြောမလဲရုန်းကန်ခဲ့တဲ့ဟာကြီးကိုလမ်းကြီးကိုလူတွေကအတိမပြူပါအခြင်းကျွန်တော်ပြင်ပန်းတာလေးကိုလူတွေကအတိမပြည့်ဘူးကျွန်တော်အားပေးရဆိုတာရတယ်အဲ့တော့ဘယ်လိုပြောမလဲဖြတ်တန်းခဲ့တဲ့ဟာကတော့လူလိုက်လိမ့်လိုက်ပါပဲ တာမန်လူတိုင်းပါဒါဆိုချစ်စီကကိုယ့်ရဲ့ဘဝအမှန်မှန်လေးစေရတော့เนาะဒါလူငယ်အားလုံးနဲ့ရှင်ပဲချင်းလဲပြီးခဲ့တဲ့တချင်းဆိုရင်ဒါရောကိုယ့်ရဲ့အဲ့ဒီချစ်စီရေးထည့်တဲ့ဟာကြီးတော့ဘယ်လိုချက်မလဲမင်းဒီကာလာထဲမှာလူငယ်တွေလမ်းပြောင်းနေရတယ်အများကြီးပဲကျွန်တော်ပါဝင်ပေါ့ဘာလို့လို့လောက်အောင်မသိကျွန်တော်တို့တခုခုလုံးမယ်ဆိုလဲအဲ့ဒီအရာကြီးကိုကျွန်တော်ရင်းစင်းလာအရင်ကတော့စိတ်တွေမပြေတော့ဘူးအဲ့ဒီအရာပေါ်မှာအခြေခံပြီးတော့မှ ျွန်တော်တို့ကဂျစ်စီတွေကချင်းပြရသွားတယ်သူတို့ကချင်းပြရသွားပြီးတော့မှသူတို့ကဒီတိုင်းကြက်စားကြတဲ့ပုံစံပေါ်မှာသူက as well လို့ပြောမှာကျွန်တော်ကိုကျွန်တော်အဲ့လိုကျွန်တော်ကိုကျွန်တော်တဲ့လူငယ်တွေဘုံတော့နိုင်ပြီးတော့မှာ edition ကို feature ရေးပြီးတော့အားလုံးကခြိုက်ကြတဲ့ပုံမှာ block တာရေးသူဆိုတဲ့သူရဲ့ခံစားချက်လေးက block တာကောင်းတယ်လေအမှန်တမ်းပြောရင် machine ကိုကျွန်တော်ကအားလုံးတနိုင်ငံလုံးနေတာဒီပြတ်မယ်လို့မျှော်လင့်တာဟိုခြိုက်တဲ့လူခြိုက်မယ်ခြိုက်တဲ့လူခြိုက်ဘူးဒါပေမဲ့လည်းအချိန်နဲ့ချိန်ကာနဲ့တိုက်သွားတဲ့အချိန်မှာအားလုံးရှိမလို့ တန်းရောက်သွားတယ်ဘယ်လိုကိုယ်တိုင်လမ်းပြောက်ခဲ့တဲ့အချိန်မှာဘယ်လိုလဲကောင်းဆုံးကိုယ်ကိုတိဆောက်ခဲ့တာရှိလဲကောင်းဆုံးတိဆောက်ခဲ့တာတော့နောင်တားနေပေါ့ခုမှလည်းပြောရင်လမ်းပြောက်ခဲ့တဲ့အချိန်ကဘေးနဲ့မင်းနဲ့ဆုံးခဲ့တဲ့အချိန်ပဲအမိဘနှစ်ပါးလုံးရုပ်ရည်ပွေလွန်သွားတဲ့အချိန်မှာအကြီးမားဆုံးလမ်းပြောက်တာပေါ့ကျွန်တော်ကျွန်တော်ဘဝရဲ့တောင်ပင်ကခုပြတ်သွားလို့အဲ့တော့အဲ့ဒီအချိန်တွေမှာပဲသူတို့ဒီအချိန်တွေမှာလာရှိခဲ့ရင်ဘယ်လောက်များကောင်းလာမှာသူတို့ဘယ်လောက်ထိကျွန်တော်ဘယ်လိုကျွန်တော်အောင်မြင်မှုပြလို့ရမလဲဆိုတဲ့အားလေးပေါ့အဲ့နောင်တားနေပေါ့ တရားစူးစမ်းတယ်။ကြောက်တယ်ရတယ်လား။ကြောက်တယ်ပေါ့။အခုကကျွန်တော်ကျွန်တော်အမိမင်းနဲ့ဆုံးသွားတော့ကျွန်တော်မောင်နှမနှစ်ယောက်ရှိတယ်။အခုကျွန်တော်ကအခုကျွန်တော်အိမ်ကိုတောင်းဝင်သားတယ်။ဒီတောင်းဝင်သားတဲ့အပိုင်းမှာဟိုဘယ်လိုပြောမလဲ။ဒီဘက်ထိုင်နေရတဲ့တောင်းဝင်ကျွန်တော်လည်းကျွန်တော်အကူနေရအခုခန်းနေရတော့သူတို့ဘလောက်ပင်ပန်းခန်းရလဲဆိုတော့ကျွန်တော်သိခဲ့လိုက်။ပြီးတော့ကိုလိန်မာတာပေါ့။ကျွန်တော်လိန်မာရတာ။ဒီကအိမ်တော့အချင်းကတက်နေနေပါဘူး။ဒီဘက်ကကြာကြာကြာတော့ဘလောက်ပင်ပန်းခန်းရလဲ။ ဒါကကျွန်တော်ငငယ်တုန်းကလည်းလူငယ်ဆိုတော့အလျောက်ကျွန်တော်ကစိုးခဲ့တယ်အဲလွတ်လပ်ခဲ့တယ်ပေါ့ဖွင့်လင်းပြောရင်အိမ်လည်းမပြောင်းဘူးကျွန်တော်အဲ့လိုမျိုးလူတယောက်ဖြစ်ခဲ့တယ်အိမ်ကိုလုံးဝမေးခဲ့တဲ့လူတယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့တစ်ချိန်ချိန်မှာကျွန်တော်အင်တာဝန်ယူလာတဲ့အချိန်မှာကျတော့ကျွန်တော်ကျွန်တော်တိသွားတာဘယ်လိုလဲဆိုတော့အိမ်တင်ရဲ့ဒီလာတာယာနေမှုပေါ့ဒီဒီအိမ်တင်အိမ်ရဲ့အဆင်ပြေမှုကကျွန်တော်တို့ဒီတာဝန်ယူတဲ့လူရန်သက်ဆိုင်နေတဲ့လူကြီးကကြောက်ရွံ့သူ့တာဝန်နဲ့သူပေါ့အဲ့တော့ဒါကြီးကမဟုတ်လေကျွန်တော်ထမ်းရမှာပဲကျွန်တော်နောက်ဆုံး မိမရဲ့ကလေးတွေယူနေဒီတောင်ကိုဖမ်းရမှာလားအဲ့တော့ဒါကြီးကကျွန်တော်တို့ကဖြစ်လာနေတာလို့ပဲတွေးတာပါမိဘမရှိတဲ့အာဏာချက်ကဘာဖြစ်မလဲ။ဘာဖြစ်သွားမလဲပေါ့နော်။မိဘမရှိတဲ့အာဏာချက်ကဘာဖြစ်သွားမလဲဆိုတော့ခုမှလည်းပြောအမိုးတို့ပျောက်သွားတယ်လို့ကျွန်တော်တို့ဒီဟာလာဟင်းလေးမှာနေနေရတယ်လို့။အဲဘာကြောင့်လဲဆိုတော့တခါတလေကျွန်တော်တို့ကဘလောက်ပဲခိုင်မာတယ်ပြီးတော့စိတ်တက်မာတယ်ပြီးတော့ပြိုလဲတဲ့အချိန်လေးမှာတော့အနည်းဆုံးမိဘစကားလေးတို့မိဘအိမ်လေးတို့မိဘ မင်းဟင်းလေးကိုစားကြတဲ့အချိန်ဖိုက်တယ်ရမ်းရှိအဲဒါပေမဲ့အဲ့လိုအချိန်လေးကိုပျောက်သွားတယ်ပျောက်သွားတော့ခံမှုတော့မရှိတော့ဘူးအဲ့ဒီသဘောတရားအဲ့လိုမရှိဘူးအဲ့လိုကတော့တော့မရှိဘူးဘာလို့လဲဆိုတော့လူတိုင်းဒီလမ်းသွားမယ်လို့အကုန်သိတာပြီကျွန်တော်ကိုယ်တိုင်လည်းမနေ့ပြန်လာဒီနေ့လာဆိုတော့မသိနိုင်ဘူးအဲ့လိုမျိုးပုံစံဆိုတဲ့အတွက်အားငယ်တာတော့ကျွန်တော်မရှိဘူးဒါပေမဲ့အဲဝမ်းနေတဲ့အချိန်လေးတော့ချက်ချက်ရှိအဲ့လောက်လေပြောပြောပါလောက်တဲ့အထိတော့မဟုတ်တော့ဘူး ဆိုတော့တယောက်ထဲဒီပေါ့ဒါလက်မှတ်လမ်းမှရှောက်တဲ့အခါတွေမှာဆိုရင်ရောဒါဘယ်လိုမျိုးမှားသွားတာလေးတွေကိုယ့်ကိုပြန်ပြင်ယူရတဲ့အခိုက်အတန့်ဆိုတော့ဘယ်လိုမျိုးရှိလဲဆိုတော့လူငယ်ဆိုတာလမ်းမှားဆိုတာအများကြီးပဲလူငယ်အတွက်လမ်းမှားအပျော်ပါရှိရမူကြီးစီးရှိရအဲပြီးတော့အားဒီပြောပါအားလက်တဲ့အချိန်တွေဖြုံးပြီးပြတဲ့အများကြီးပဲဗျာပြောစရာဆိုတာလောကမှာအများကြီးအဲကျွန်တော်ပြောစရာရမ်းလဲကြိုက်တယ်ပြီးတော့ကျွန်တော်ဘဝရဲ့အချိန်တွေမှာကျွန်တော်ကကိုပြောဖို့ပဲကိုနေခဲ့တဲ့လူအဲ့တော့နောက်ပိုင်းသိလိုက်တော့ပတ်ဝန်းကျင်ဆိုတာရှိတယ်ကိုတောင်ဝင်ယူရမယ့်လူတွေဆိုတာရှိတယ်ဆိုတာပြီးတော့မှလား ဒီနေရာကိုပြင်ခဲ့တာအမားကြီးတွေကနေရောဒါရုံထွက်တဲ့ခါမှာဆိုဘယ်လိုရုံထွက်ဖြစ်လဲမားဆိုတာကတော့ယုံထွက်ရင်တော့တန်းယုံထွက်တာအခြေဆုံးပေါ့ခြံလာလို့မရဘူးကျွန်တော်တစ်ပတ်လေးခြံပြီးတော့မှယုံထွက်တယ်လို့လို့မရဘူးကအမားတကူကလည်းယုံထွက်ရင်တော့အခြေဆုံးထွက်ရတယ်ထွက်ပြီးတော့မှပဲတင်ယူရအောင်အဲ့တော့မားခဲ့တဲ့မားတွေကလည်းငုံတော့မရဘူးအဲ့ဒီမားတွေကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဒီလောက်ကြီးလှတဲ့အိုးလေးတစ်လုံးဖြစ်လာအဲ့လိုပဲပြောအောင်ပေါ့ တော်တော်များကြလို့လောကဒဏ်ကြောင်လည်းပိန်သွားတာလေးကြအဲ့လောကဒဏ်ကြောင်တော့ပိန်သွားမှာတမင်တကာဝေးချတာဟုတ်လားလောကဒဏ်ကြောင်ပိန်သွားမှာဒါပေမဲ့အဲ့လိုမျိုးပေါ့ကျွန်တော်အခုရုပ်ရှင်ရိုင်းပိုင်းနဲ့ပတ်သက်ပြီးတော့ပြီးတော့အဲဒီကျွန်တော်နေထိုင်မှုနဲ့ခွေနဲ့ပတ်သက်ပြီးတော့ဒီအိုင်နဲ့ပတ်သက်ပြီးကျွန်တော်ဒီရက်ကြီးလေးလောရတော့နည်းနည်းလေး weight weight short ဖို့လိုရတော့အဲတမင်ဖြတ်လိုက်တာကျွန်တော်ဘာမှမလုပ်ဘူးလေ့ကျင့်ငန်းလုပ်တယ်အဲပြီးတော့ကျွန်တော်တွင်းဖြတ်လိုက်တယ်တွင်းဖြတ်တယ်ဆိုတာဘာပေါ့ short လိုက်တယ်တမင်အဲလိုမျိုးလေးလေကျွန်တော်တော့ဘာမှမလုပ်ဘူး တော့တော့ဘွားကြောင့်တော့ဘာမှမဟုတ်ဘူး။ဘုရား။ဘွားကြောင့်ဘွားကြောင့်ဘွားကြောင့်တော့လည်းမပြောဖြစ်ပါဘူး။အင်တာဗျူးလည်းကျွန်တော်မပြည့်ဖြစ်။အဲ့ဒါဘောဆိုကျွန်တော်ကတော့ဘာလုပ်ငန်းတော်တော်များများပြည့်တယ်။ဘောဆိုကျွန်တော်ကတော့တာမန်တန်မန်နဲ့ပေါ့ဘာလုပ်ငန်းတယောက်လို့မြင်နေပြည့်တယ်အများကြီးပဲ။ဒါပေမဲ့ကျွန်တော်လုပ်နေတဲ့အရာတွေတကယ်ဒီလေးနဲ့နဲ့ရှိရပါတယ်သိစေချင်တယ်။အားလုံးကျွန်တော်ပြောပြ။အဲ့ဒီတော့ကြောက်ဘူးကိုကိုတိုင်းတော့ဒါတို့ကြလိုက်တဲ့အခါကျတော့ဒီမှာလို့ကျွန်တော်ကအမြင်လေးတက်ကိုနားလည်ပြီးအမြင်ဘယ်လိုမြင်လဲကိုကိုတိုင်း သာသနာ့ဘုရားတော့မလို့လေဘာလို့ဆိုလူငယ်ကိုကိုယင်သနာပါလူငယ်ကိုကိုယင်သနာပါကိုကိုဘုရားကိုယင်ကြည့်ရမှာသူမျိုးကိုသွားပြီးသနာလို့မရအောင်လေတဲ့ကျွန်တော်တို့ကအဲ့တော့ကျွန်တော်အခုဒီလိုပြောလိုက်လို့လေသူတို့နားလေပါမှတကူကထားလိုက်ပါတော့ဒီတချင်းတပုတ်ကိုဒီလိုရေးတာတဲ့သူဘုရားဘယ်လိုဖြတ်တန်းရေးပြီးဒီတချင်းတပုတ်ကိုဒီလိုထုတ်ခဲ့တာလဲဆိုတော့သူနားလေပါတယ်အဲ့ဒါလေးကကျွန်တော်တို့ချင်းအမြင်အမြင်လဲ one life photo ကတော့ဘယ်လို project တွေကတော့စောင့်ကြည့်ရမယ်ကားတကားလို့ပြောလို့ရတယ်မနက်မြန် one nine four ရဲ့ project တွေကပြန်မယ် ပြန်မယ်ဆိုတော့အခုခဏလိုလည်းပဲဒီဒီမှာအောင်မြင်နေတဲ့လူတွေပါပါတဲ့အတွက်ကျွန်တော်အဆိုတော်ဘက်အချမ်းကလည်းပရိသတ်တွေလည်းပါကောင်းပါနိုင်တယ်ပြီးတော့ဒီတခြားလူပညာရှင်အပိုင်းကလည်းပရိသတ်တွေပါတယ်အဲ့တော့ပြောချင်တာကပရိသတ်များမယ်ဒါပေမဲ့ဒီပရိသတ်များတဲ့အလျောက်မှာကျွန်တော်တို့ကဒီဒီဇက်ကားမှာမူအရာတစ်ခုပေါ့နောက်ဆုံးကြံခဲ့တဲ့အရာတစ်ခုလေးကိုပေးနိုင်တယ်အဲ့ဒါကျွန်တော်ရဲ့အမြတ်ပါအဲ့တော့ကျွန်တော်ထင်ခဲ့တာတော့ပရိသတ်များတာကိုကျွန်တော်တို့ကဒီအရာလေးကိုပြောမလဲ အသားပေးပြီးတော့မှကျွန်တော်တို့တိတိကျကျလေးလုတ်သွားဖို့ပြောင်းလဲမယ်။ဒီလိုမှပေါက်ချောက်ကိုကြည့်လို့အကက်ချက်ဒီပြည့်တယ်ခင်ဗျာ။ဟုတ်ကဲ့ thank you ပါ။ thank you ပါ။